အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာမိုးရှင် IMTA လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအမိုက်ထုတ် theory ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။အမိုက်ထုတ် theory ဒီစာအုပ်လေးရဲ့ပထမဆုံးအခန်းမှာစာဖတ်သူတွေကို အရင် အဖို့တမ်းပြီးကျွန်တော်အတွက်တကယ်အသုံးဝင်ခဲ့တဲ့ပုံပြင်လေးတစ်ခုပြောပြချင်ပါတယ်။ဒီပုံပြင်လေးကို kindspring.org ဆိုရယ် website ကနေဖတ်ပြီးနောက်ပိုင်းလက်တွေ့အသုံးချရာကနေအရန်ကိုအသုံးဝင်လို့ခေါင်းထဲမှာအမြင်ဆွဲနေခဲ့ပါတယ်။ပုံပြင်လေးဆိုတာချက် အကြောင်းအရာလေးတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။အခုအရင်ဆုံးဒီအကြောင်းအရာလေးကိုဖတ်ကြည့်ကြရအောင်။တတတရရရှိတဲ့မနက်ခင်းတစ်ခုပါပဲ။ကျွန်တော်လေးစိတ်ကိုသွားဖို့ရှိတာကြောင့်တက္ကစီတစ်စီးကိုငှားလိုက်ပါတယ်။တက္ကစီစထွက်ပြီးခဏအကြာမှာတော့ လမ်းဘေးကပါကင်ထိုးထားတဲ့ကားတွေကဒစီကဝုံကတဲ့ဆိုအရှိန်ပြင်းပြင်းနေကျွန်တော်တို့ကားရှိကနေမောင်းထွက်သွားပါတယ်ကျွန်တော်တက္ကစီဆရာကလည်းဘရိတ်ကိုချက်ချင်းနင်းလိုက်ရပြီပုတ်ကားတီကလေးလွတ်သွားပါတယ်တကယ်တော့ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကသွားနေတာပါရှိကရုတ်တရက်မောင်းထွက်သွားတဲ့ကားကရပ်ပြီးတော့တော့ကျွန်တော်တို့ကားကိုလှည့်ဆဲသွားပါသေးတယ်သူကလည်းမှားသေးတယ်ဆဲလဲဆဲသွားသေးတယ်ဆိုတော့ ကျွန်တော်တော်တော်လေးဒေါသထွက်သွားပါတယ်။ဒါပေမဲ့အန်အောစရာက ကျွန်တော်ရဲ့တက္ကစီစရာပါ။သူကဒေါသမထွက်ပဲရှေ့ကဒရိုက်ဘာကိုပြုံးအောင်ပြုံးပြလိုက်ပါသေးတယ်။ကျွန်တော်လည်းအရန်တည်ကျင်လာတယ်။သူကားကခမားကားကိုပြက်စီသွားစေနိုင်တယ်လို့ကျွန်တော်တို့နှစ်ယောက်လုံးကိုလည်းရှေးရုံရောက်သွားစေနိုင်တယ်။ဒါကိုခမားကဘာလို့ပြုံးနေနိုင်တာလဲလို့မေးလိုက်မိပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကျွန်တော်ဘဝမှာအရန်အသုံးဝင်လာမယ်။ အမိုက်ထုတ် theory ကို ကျွန်တော်တည်ခွင့်ရခဲ့ပါတယ်။အမိုက်ထုတ် theory ဆိုတာကျွန်တော်ဘာသာနာမည်ပေးထားတာပါ။သူတကယ်ပြောပြခဲ့တာကဒီလိုပါ။ဒီလိုလူမျိုးတွေကတကယ်တော့အမိုက်ထုတ်တွေအများကြီးတင်ထားတယ်။အမိုက်ကားနဲ့တူတယ်ဗျ။သူတို့မှာအမိုက်နဲ့တူတယ်စိတ်လေးစရာဒေါသတွေစိတ်ရှုပ်ထွေးမှုတွေစိတ်ပြတ်မှုတွေနဲ့ပြည့်နေနေတာ။သူတို့ရဲ့အမိုက်ပုံကြီးကကြီးလာတဲ့အခါသူတို့ကအဲ့ဒီအမိုက်တွေကို သွန်ဖို့နေရာလိုက်ရှာတတ်တယ်။တခါတလေခမည်းအပေါ်ကအဲ့ဒီအမိုက်တွေသွန်ချလိုက်မယ်။ဒါပေမဲ့ခမည်းမယူရင်ဘာမှမဖြစ်ပါဘူး။ပြုံးပြတင်ရင်ပြုံးပြလိုက်။မတိတလို့နေတဲ့အခါမတိတလို့နေလိုက်။သူတို့ကိုစိတ်မဆိုးနဲ့။ပြီးရင်ကိုခရီးကိုဆက်လျှောက်။သူတို့အမိုက်ကိုယူပြီးတခြားလူတွေစီကိုလက်ဆင်မကမ်းမိစေနဲ့လို့တိုက်စင်ဆရာကတည်တည်ငြိမ်ငြိမ်ပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်။ကျွန်တော်လေးစိတ်ရောက်သွားပြီးနောက်ပိုင်း ူ့ရဲ့အမိုက်ထုတ် theory အကြောင်းပဲဆက်လက်တွင်နေမိတော့တယ်။ဒီနေ့အထိလည်းအဲ့ဒီအမိုက်ထုတ် theory ကို ကျင့်သုံးလျက်ရှိပြီးကျွန်တော်ဘဝပုံပြီးပျော်ရွှင်လာခဲ့ပါတယ်။အထက်ပါအကြောင်းအရာလေးကတော့ကျွန်တော် online ပေါ်မှာဖိုက်ခင်းမိတာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီအကြောင်းအရာလေးတွေက taxi ဆရာလို့အရင်ကမတွေ့ခဲ့ဘူးပါဘူး။ကိုယ့်ပေါ်အမိုက်တွေလာသွန်ချတဲ့အခါယူထားခဲ့ဘူးပါတယ်။ ဒေါသတွေကိုဒေါသတွေနဲ့တုံ့ပြန်ခဲ့ပူပါတယ်။ကိုမကောင်းကြောင်းပြောတဲ့သူတွေကိုလည်းစိတ်ထဲမှာထားခဲ့ပူပါတယ်။အဲ့ဒီလိုစိတ်တွေကြောင့်ပူလောင်ခဲ့ရပူပါတယ်။တခါတလေကိုကိုတစုံတစ်ယောက်ကစိတ်အနှောက်ယှက်ပေးသွားရင်တပတ်လောက်ကြာတဲ့အထိစိတ်ထဲကဖြောက်လို့မရဖြစ်တတ်ပါတယ်။ကိုကိုလာပေးတဲ့အမိုက်တွေကိုမတိပဲယူထားခဲ့မိတာပါ။ဒီစာအုပ်လေးရဲ့အခန်းတင်မှာဒီအကြောင်းကိုရေးတာအကြောင်းရှိပါတယ်။ လူတော်တော်များများကစိတ်ညစ်ရခြင်းရဲ့အကြီးကအကြောင်းရင်းကသူများရိစီကအမိုက်ထုတ်တွေကိုယူထားမိလို့ပါကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့တဲ့အရာဖြစ်ပါတယ်အခုနောက်ပိုင်းမှတဖြည်းဖြည်းအမိုက်ထုတ်တွေမယူမိအောင်ကြိုးစားရကနေပိုပြီးစိတ်ချမ်းသာလာတာဖြစ်ပါတယ်ကျွန်တော်2016မီလာကသူစိတ်တက်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်ပထမဆုံးစာအုပ်ကအရန်အောင်မြင်ပြီး အချိန်ချင်းထုတ်ဝေခဲ့ရပါတယ်။လက်ရှိစာရေးနေချိန်မှာအဲ့ဒီစာအုပ်ထွက်တာတစ်နှစ်ကျော်သွားပါပြီ။စီတီမတ်ရဲ့အကြောင်းအရာဆုံးစာရင်းမှာ top 10အတွင်းတစ်နှစ်နေပါရပ်တည်ခဲ့ပါတယ်။အဲ့ဒီလိုစာအုပ်ထုတ်ထုတ်ခြင်းအောင်မြင်တော့ကျွန်တော်အဝေဖန်ခံခဲ့ရပါတယ်။ဘာဝေဖန်လဲဆိုတော့ကျွန်တော်ရေးထားတဲ့စာတွေကတရားဘိုးသုံးပုဒ်တွေတဲ့အရန်ပေါ်တဲ့စာမျိုးတွေတဲ့စာအုပ်ကလည်းပါတယ်တဲ့ ကျွန်တော်ကိုတငယ်ချင်းတယောက်ကပြောလို့သူတို့ဝေဖန်ထားတဲ့ post တွေကိုကြည့်ခဲ့မိတာပါကျွန်တော်မညာပါဘူးကျွန်တော်တော်တော်လေးစိတ်အနှောက်ယှက်ဖြစ်သွားခဲ့ပါတယ်သူစိတ်တက်ကြတိုင်းဖတ်ဖို့စာအုပ်ကဘာသာပြန်ပုံပြင်လေးတွေပါတယ်လို့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်းထည့်သွင်းရေးထားတာပါစာအုပ်လေးကအရန်တော့မထူပါဘူးဒါပေမဲ့အဲ့ဒီစာအုပ်လေးထဲကအတွေ့အကြုံတွေအတိတ်တရားတွေဟာနှစ်တွင်နဲ့ရင်ခဲရတာပါ အဲ့ဒီအချိန်ကတခုခုပြန်ပြောချင်းခဲ့မိတယ်။ဒါပေမဲ့ကျွန်တော်ဘာမှမပြောဘဲသူ့ post ကနေပြန်ထွက်လာနိုင်ခဲ့တယ်။အဲ့ဒီတုန်းကအမိုက်ထုတ် theory ဆိုတာလည်းမဖတ်ဘူးသေးပါဘူး။ပြန်ထွက်လာရတဲ့အကြောင်းရင်းကနံပါတ်1အဲ့ဒီလိုလူတွေကို ကျွန်တော်ဘဝမှာအများကြီးကြုံခဲ့ပူပါတယ်။စေတနာအပြည့်ချားလဲအပြည့်ပြောခံရခြင်းကနေလူကင်းအောင်နေလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်ပြီးနေပါပြီ။နံပါတ်2 ဝေဖန်တာမခံနိုင်ရင်အမြင့်ရောက်မှာမဟုတ်ပါဘူး။နံပါတ်3သူလဲလူသားတယောက်ပေမုံသူအထင်မြင်ကိုလွတ်လပ်စွာသူ့ဝေါ်မှာရည်ခွင်ရှိပါတယ်။အဲ့ဒီအချက်တွေကြောင့်ကျွန်တော်ဘာမှမပြောဖြစ်ခဲ့ပါဘူး။ကျွန်တော်လို့ရဲ့အတွက်လဲကျွန်တော်အရင်အားရမိပါတယ်။မိမိလိပ်ပြာတန်တဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်လူတိုင်းကိုလိုက်ရှင်ပြနေစရာမလိုပါဘူး။ဟိုရင်ကနှစ်လောက်ကစိတ်မျိုးဆိုရင်တော့ကျွန်တော်အဲ့ဒီလိုတုံ့ပြန်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်ကမုန်းတဲ့သူတွေကိုကျွန်တော်အကောင်းဆုံးပြန်လဲရှင်းပြပြီးဆက်ဆံခဲ့ပူပါတယ်။ဒါပေမဲ့ဘဝမှာကျွန်တော်သင်ယူလိုက်ရတဲ့အရာတစ်ခုက အချို့လူတွေကသင်ဘလောက်ပဲကောင်းအောင်နေနေသင်လို့တမယကိုအဆိုးပဲမြင်နေတတ်တယ်ဆိုတဲ့အချက်ပါပဲ။အဲ့လိုလူမျိုးတွေကို ရှင်းပြနေလို့ကတော့သင်ရှိရောက်မှာမဟုတ်ပါဘူး။ရှင်းပြဖို့တကယ်လိုအပ်တဲ့အခါရှင်းပြပြီးမလိုအပ်တဲ့အခါမှာတော့မတိမသားကိုလန်းကိုဆက်လျှောက်တက်လာခဲ့ပါတယ်။ အချို့လူတွေကတကယ်တော့အမိုက်ထုတ် theory လိုပဲသူတို့နေရှင်ဘဝကမကြေနပ်မှုမရောက်ရဲမှုလောဘဒေါသစာရာတွေကိုအခြားသူကောင်းပေါ်ပုံချဖို့အမြဲကြိုးစားတတ်ကြပါတယ်။တင်တာလက်ခံလိုက်လို့ကတော့တင်လဲအမိုက်တွေနဲ့နန်စောနေပါလိမ့်မယ်။ဒါအပြင်တင်လဲတင်အမိုက်တွေကိုမနိုင်တော့တဲ့အခါလက်ဆင့်ကမ်းပြီးအခြားသူကောင်းပေါ်တွန်ချဖို့ကြိုးစားကောင်းကြိုးစားနိုင်မှသေးတယ်။ လူသားပြီးပြီးအမြဲတမ်းတော့အမိုက်တွေမယူမိဘူး။တင်းရှောင်ရှားနိုင်ချင်မှရှောင်ရှားနိုင်ပါလိမ့်မယ်။ဒါပေမဲ့အကြံနိုင်ဆုံးတော့သူများရဲ့အမိုက်တွေကိုမယူမိအောင်ကြိုးစားကြည့်ပါ။တင်းရဲ့တာယာလှပဖွဲရကောင်းနေတဲ့နေ့တနေ့ကိုအခြားသူတူရဲ့စကားတခွန်ကြောင့်တင်းအပြက်စီခံပါလား။တစုံတယောက်ကစိတ်အနှောက်ရှက်ဖြစ်ပွဲစကားတခွန်ပြောလိုက်လို့တနေ့ကုန်တင်းစိတ်အနှောက်ရှက်ဖြစ်ဘူးလား။အဲ့ဒါသူများပေးတဲ့အမိုက်ကိုတင်းယူခဲ့မိလို့ပါ။ ကိုကိုယ်တိုင်အမှိုက်မယူခြင်းတလုံးသူများကိုအမှိုက်မပေးမိအောင်လဲအမြဲကြိုးစားပါဒီကနေ့ကစပြီးတင်ရဲ့နေစဉ်ဘဝမှာ စိတ်အနှောက်အယှက်ဖြစ်ပွဲရလေးတွေဂျုံနိုင်အပေါ်ကအမှိုက်ထုတ် theory လေးကိုပြန်စင်စားပါတင့်ကိုစိတ်အနှောက်အယှက်ပေးဖို့ဝင်ရောက်လာတယ်အမှိုက်ထုတ်တွေကိုတင်လက်ခံပါလားတင့်ရဲ့ပျော်ရွှင်မှုအတွက်တင့်မှာပဲအပြေအဝါကြဝင်ရှိပါတယ်ဟုတ်ကဲ့ ကျမခုဖပြပေးသွားတာကတော့ဆရာမိုးရှင် IMG ရဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအမိုက်ထုတ် theory ဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။